င်္ဂလာပါအားလုံးကနေပြကျမ်းမာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ကြာကြာစိတ်မညစ်ပါနဲ့ဆိုတဲ့အကြောင်းစံနဲ့ဟောပါမယ်စိတ်ညစ်တယ်ဆိုတာကတော့တားလို့မရတဲ့အရာမျိုးကိုဖြစ်ချင်တယ်လို့ဖြစ်မလာတဲ့အခါမှာမကျေနပ်ခြင်းကနေစပြီးတော့စိတ်ညစ်ကြတာပဲကိုဖန်တီးတယ်လို့မဖြစ်ချင်းကိုပုံဖော်တယ်လို့ဖြစ်မလာခြင်းကိုရည်ရွယ်တယ်လို့ ုံပေါ်မလာခြင်းစတဲ့အရာတွေဟာလူတွေကိုစိတ်ညစ်စေတာပဲကိုနေခြင်းတဲ့နေရာမှာမနေရခြင်းကိုပေါင်းသိမ်းခြင်းတဲ့သူနဲ့မပေါင်းသိမ်းရခြင်းကိုစားခြင်းတာကို မစားရခြင်းစတဲ့အသေးဖွဲလေးတွေကစပြီးတော့ဘဝကြီးတစ်ခုလုံးနဲ့သက်ဆိုင်သောအရာတွေအထိ ဖြစ်ခြင်းတိုင်းမဖြစ်တဲ့အခါမှာစိတ်ညစ်ကြတယ်တခါတလေကြရင်လည်းဘာမှမဟုတ်တဲ့ ရာသီဥတုအပြောင်းလဲလေးအရာလဲစိတ်ညစ်ခြင်းစိတ်ညစ်တယ်ပူလောင်နေလို့လဲစိတ်ညစ်ခြင်းစိတ်ညစ်တယ်တအားအေးနေလို့လဲပဲစိတ်ညစ်ခြင်းစိတ်ညစ်နေမှာပဲမိုးတွေတအားများနေလို့လဲစိတ်ညစ်ခြင်းစိတ်ညစ်မှာပဲအဲ့တော့စိတ်ညစ်တတ်တယ်ဆိုတဲ့သဘောတရားကစိတ်ခံစားမှုသဘောတစ်ခု သူကလည်းကိုအာယုံပြုတဲ့တရားတွေအပေါ်မှာကိုနှလုံးသွင်းမှုပေါ်မှာမူတည်တာကိုရဲ့ဘဝင်းကျင်က ဘယ်လိုမှပြောစရာမကောင်းသောအနေထားတွေ့ကြုံနေရတဲ့လူတွေရောကြားနေရတဲ့စကားတွေရောမြင်နေရတဲ့အရာတွေကောကကိုယ့်ကိုပြောစရာဖြစ်စေတဲ့အရာတခုမှမရှိဘူးသို့တော်လည်းအဲ့ဒါကိုကိုယ့်ရဲ့ကြည်ပုံချင်းနေကိုယ့်ရဲ့နှလုံးသွင်းပုံနှလုံးသွင်းနေကအာမန်သဘောမျိုးနှလုံးသွင်းထားတဲ့အခါဖြစ်လေဖြစ်တာရှိတဲ့သဘာဝသဘောမျိုးနှလုံးသွင်းထားတဲ့အခါ စိတ်ကြာကြာမညက်တော့တကုတ်ကုတ်ကိုကြုံလိုက်တယ်ကြုံကမြလေးပဲနေနိုင်အောင်လေ့ကျင့်သွားတာပေါ့ပထမအခြေခံအနေအားဖြင့်တော့လူတိုင်းဟာပျော်ပျော်ပါးပါးလေးနေနေတာကနေဒါလေးကိုအနောက်ရှက်ဖြစ်သွားရင်စိတ်ညက်သွားတတ်ကြတာပဲဒီမှာမှဆုံးရှုံးမှုတွေကြွေကွင်းမှုတွေစတဲ့အရာတွေပါလာရင်တော့ပိုပြီးတော့စိတ်ညက်ကြတာပေါ့တချို့စိတ်ညက်တဲ့ကိစ္စတွေကအကြောင်းတရားခိုင်လုံတယ် ဘဝဒုက္ခတွေတအားများတဲ့အခါကျတော့ပျော်လို့မရဘူးဆင်းရဲတယ်။တချို့ဆင်းရဲတယ်ဆိုတဲ့အရာတွေကြတော့သူကအကြောင်းတရားသိမခိုင်လုံပဲနဲ့သူနှလုံးသွင်းကိုကအမြဲတမ်းအဆိုးမြင်နေတဲ့အတွက်ကြောင့်ဆင်းရဲတာ။အဲ့တော့ပထမတစ်ဆင့်အနေနဲ့ပြောချင်တာကအဆိုးမြင်တဲ့သဘောထားကိုပထမပြင်ကြည့်လိုက်။ဖြစ်နေကြတဲ့သဘာဝတွေကကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးဆိုတာကိုနားလည်သဘောပေါက်အောင်ကြည့်။ တဝင်းကျင်ကလူတွေကိုလေးလာသူတို့လည်းပဲသူတို့နေသူတို့ဟန်နဲ့အခက်ခဲတွေကြုံနေတာပါလားလို့မြင်လိုက်ရင်အမှကိုယ့်ရဲ့အမြင်အမှန်တိုင်းမြင်သွားတဲ့အတွက်ကြောင့်ကိုတယောက်တည်းကွက်ပြီးတော့ဖြစ်နေတာမဟုတ်တဲ့အတွက်ကြောင့်ထူးပြီးတော့စိတ်မညစ်တော့ဒါမိုးပြူအများပဲသူလည်းခံရတယ်ကိုလည်းခံရတယ်ဒီလိုကာလာတဲမှာမှာဘယ်လိုထွက်ပေါက်ရှာမလဲဆိုတဲ့နီးရှာတတ်ဖို့ညံသုံးတတ်ဖို့ပဲလိုတာ တော့လိုလင်ကြံစနေလန်းရအမြဲတမ်းကြံစနေတဲ့သူမျိုးပေါ့လက်တွေ့ကြတဲ့ဘဝကိုလျှောက်ပြီးတော့လက်တွေ့ဆန်ဆန်တွေးခေါ်တတ်ခြင်းဟာစိတ်ညစ်မှုကိုပျောက်စေတယ်မလိုတဲ့အရာတွေကိုတွေးပြီးတော့မဖြစ်နိုင်တဲ့အရာတွေပါစုပေါင်းပြီးကောင်းတဲ့ထဲထားတဲ့သူတွေဟာစိတ်ညစ်စရာများမှာပဲအဲ့တော့အခုစိတ်ညစ်အခုခါထုတ်ပလိုက်လို့ရတဲ့သူမျိုးရှိသလိုအခုစိတ်ညစ်တဲ့တသက်လုံးတိဆွဲခေါ်သွားတဲ့သူတွေလည်းရှိတယ်အဲ့တော့ကာလ တိုတိုကာလရှေရှေစသည်ဖြင့်ဆွဲခေါ်သွားတတ်တဲ့သူတွေရှိတယ်။အဲစိတ်ညစ်မှုကိုအကြာကြီးဆွဲခေါ်မသွားရဘူး။ခုနဘုန်းကြီးပထမပြောလိုက်တယ်လို့အခုစိတ်ညစ်အခုခါထိုးပလိုက်တယ်ဆိုတဲ့နည်းကိုဟုတ်ပါမလားလို့တန်တရားဖြစ်ကောင်းဖြစ်မယ်။ဟုတ်တယ်လို့ပြန်ပြေရမယ်။စိတ်ညစ်တယ်ဆိုတဲ့အရာမျိုးကိုကြုံပါများလာတဲ့ပုံကမျိုးတွေဟာခါထိုးပလိုက်တယ်ဆိုတဲ့ပုံစံအတိုင်းပဲအခုစိတ်ညစ်စရာကြုံလို့ရှင့်။ခေါင်းထဲကနေချက်ချင်းထုတ်ပလိုက်တယ်။အဓိကကြတဲ့အလုပ်ကိုချက်ချင်းအာယုံဆိုင်တယ်။ အာယုံပြောင်းပြတ်တယ်လက်တွေ့အဆန်ဆုံးတွေတွေးတယ်အခုကိုနဲ့အနည်းဆက်ဆုံးအရာတွေကိုပဲတွေးတယ်ပုံဖော်လို့ရမယ့်အရာတွေကိုပဲတွေးတယ်ပုံဖော်လို့မရတော့ဘူးဆုံးရှုံးသွားပြီဆိုတဲ့အရာတွေကိုဆုံးရှုံးလဲဆုံးရှုံးပစေတော့ဆိုပြီးတော့ကောင်းတဲ့ကခါထုတ်ပလိုက်တယ်ပြီးသွားတာတွေအတွက်ပြန်ပြီးတော့ဝမ်းနေမနေဘူးနောင်တရမနေဘူးအခုဘလို့ဆက်သွားမလဲဆိုတဲ့အရာကို ကြာကြာနာနာမြင် တတ်တဲ့ပုံကိုများစိတ်မစင်ရဲဘူးစိတ်မညစ်ဘူးဒါကြောင့် တဘာဝကြကြလောကကိုအမြဲတမ်းကြည့်နေပါစိတ်ညစ်မှုကိုအကြာကြီးဆွဲခေါ်မသွားပါနဲ့အခုစိတ်ညစ်အခုခါထုတ်လို့ရတဲ့အဆင့်ထိရောက်လာအောင်ရင့်ကျက်သည်အထိလေ့ကျင့်ယူပါအဆင်ပြေသွားလိမ့်မယ်ဘယ်အရာမှကြာကြာတည်မြဲတာမဟုတ်ဘူးစ조사နေသည်၍အခွင့်အလမ်းရှိတယ်အခုတက်ကြွစွာနေလိုက်တာနဲ့တပြိုင်နက်အခုတက်ကြွစီမဲ့အာယုံတစ်ခုခုကိုယူလိုက်တာနဲ့တပြိုင်နက်စိတ်ညစ်မှုကပျောက်သွားလိမ့်မယ်စိတ်ညစ်မှုတွေအားလုံးဝေးကြပါစေတရားနာသူအပေါင်းနဲ့ကဘာသူကဘာသားအပေါင်း အခက်ခဲပြဿနာမှန်သမျှကိုကျော်ဖြတ်နိုင်၍စိတ်ညစ်မှုကင်းကာအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။